င်္ဂလာပါရှင်ရောက်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်တော်စုဝင်ကြီးချုပ်မန်ဝင်းခန်တန်းကဗိုတာဘောဥဆောင်တဲ့ကော့ဘရာကော်လံကိုတောရောက်တွေ့ဆုံပြီးခမရ355တရင်အတွင်းကပြစ်ချထားတဲ့ရဟတ်ရင်အပြက်ကိုတွားရောက်ကြည့်ရှုပါတယ်အောင်စရစစ်ကြောင်းမှာစစ်တပ်ကဖေးပို့တဲ့ရိတ်ခါချက်တွေကိုအရာရှိတွေသာစားကြပြီး စစ်သားတွေမှာခောက်ဆဲကြောက်တထုပ်ကိုတုံ့မျှစားရတယ်လို့အလင်းဝင်ရောက်လာသူတွေကပြောတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးတင်တဲ့တဲ့ပုတ်ကတော့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခန့်တန်းဟာအကြမ်းဖက်စစ်တပ်ရဲ့အောင်စရစစ်ကြောင်းကိုထိုးစစ်ဆင်ချိန်မုံနေတယ်။ဘီဝါ30နှစ်စစ်စင်ရေးမှုဗိုတာဘောဥဆောင်တဲ့ကော်ပိုရာကော်လန်ကတပ်ဖွဲ့ဝင်တွေနဲ့တွားရောက်တွေ့ဆုံခဲ့ပြီးအားပေးစကားတွေပြောကြားခဲ့လို့လည်းသိရှိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘီဝါ30နှစ်စစ်စင်ရေးမှု ဘိုဒါဘောဟာပြည်အောင်စုဝန်ကြီးချုပ်နဲ့အဖွဲ့ကိုစစ်စစ်ရေးအခြေအနေတွေကိုရှင်းလင်းပြောကြားခဲ့ပြီးအကြက်ဖက်စစ်တပ်ရဲ့အောင်စေးရစစ်ကြောင်းကနေအလင်းဝင်ရောက်လာသူတွေနဲ့လည်းမိတ်ဆက်ပေးခဲ့လို့သိရှိရပါတယ်။ဒါအပြင်သိမ့်ပိုင်ထားတဲ့မြရီမြို့နယ်တင်ကန်းညီနောင်ချင်းမြန်တရင်ခမရ355တရင်အတွင်းမှာရှိတဲ့ တစ်ချထားတဲ့ရဟရင်အပြက်ကိုလည်းလိုက်လံပြသခဲ့ပြီးပြည်တော်စုဝန်ကြီးချုပ်ကကျေးဇူးတင်စကားအပိစကားတွေ ပြောကြကာရဲဘော်တွေရဲ့လိုအပ်ချက်တွေအတွက်ထောက်ပံ့ချိမြင့်ငွေတွေပေးအပ်ခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ကရင်ပြည်နယ်မြရီမြို့နယ်အာရှလမ်းမကြီးကိုပြန်လည်သိမ်းပိုက်မယ်လို့ကြွေးကြော်ထားတဲ့အောင်စရာစစ်ကြောင်းမှာအကြမ်းဖက်စစ်တပ်ကပေးပို့တဲ့ရိခါချောက်တွေကိုအရာရှိတွေသာစားတောက်ခွင့်ရရှိပြီး အောက်ခြေစစ်သားတွေမှာတော့ခေါဆွဲချောက်တစ်ထုပ်ကို၃ဦးမျှစားနေရတယ်လို့အလင်းဝင်ရောက်လာသူစစ်သားတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ KNU တပ်မဟာ6နေမြေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကသူတို့အသက်သွေးကြောအတွက်အဓိကကြတဲ့မြရီမြို့နယ် ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်နိုင်ငံတော်အဆင့်ရှိတဲ့အောင်စရာစစ်စင်ရေးအမြင်နဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမှလည်း ်လက်ရှိအချိန်မှာတော့အဲ့ဒီစစ်စင်ရေးဟာအောင်နိုင်ခြင်းမရှိဘဲအရှုံးတွေနဲ့သာရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့နိုင်ငံတော်အဆင့်ရှိအောင်စရာစစ်ကြောင်းဟာထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့ကိုရောက်ရှိနိုင်ခြင်းမရှိတော့သလိုအာရှလမ်းမကြီးကိုလည်းထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့လည်းသိရှိရပါတယ်။ KNL ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေအထက်ထက်ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်နေစဉ်နဲ့အမျှသေဆုံးမှုဒဏ်ရာရှိမှုတွေရှိနေကာ လူအင်အားလက်နက်အင်အားတွေရောင်းလာပြီးစားနပ်ရိက္ခာတွေလည်းပြက်လက်လာနေရလို့လည်းသိရှိရပါတယ်စစ်တပ်ကရိက္ခာတွေကိုမြေပြင်ကမပို့ဆောင်နိုင်တော့တဲ့အတွက်လေရင်နဲ့ရိက္ခာတို့တွေကိုကျဲချပေးနေရလို့လည်းသိရှိရပါတယ်အဲ့လိုရရှိလာတဲ့ရိက္ခာချက်ကိုအရာရှိအစ်စ်တွေသာစားရပြီးအခြားအစ်စ်စစ်တီတွေမှာစားတော့ခွင့်မရှိပဲခေါ်ဆွဲကြောက်ထုတ်တထုတ်ကိုစစ်သားသုံးဝင်မြစားတော့နေရလို့အလင်းဝင်ရောက်လာတဲ့စစ်သားတွေကပြောပါတယ်ရှင် မန္တလေးတိုင်းသတင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းတောင်သာမြို့နယ်ကစကြမ်းတိုက်နယ်ရဲစခန်းနဲ့ဘေတနိုးတောင်ပေါ်မှာတက်ဆွဲထားတဲ့အကြက်ဖက်စစ်တပ်ကိုတိုက်ခတ်ရမှာစစ်ကောင်စီတပ်သားတွေထိခိုက်သေဆုံးမှုများပြတယ်လို့မြင်းကြံခရံတရင်သုံးကတောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ဒီဇင်ဘာလ31ရက်နေ့မနက်6:45မိနစ်လောက်မှာတောင်သာမြို့နယ်စကြမ်းတိုက်နယ်ရဲစခန်းကိုမြင်းကြံခရံအမှတ်3တရင်ကတော်လဲရဲဘော်တွေက drone လက်နက်ငယ်တွေဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါရယ် ထိတွေ့တိုက်ပွဲဟာပြင်းထန်ခဲ့ပြီးအကြက်ဘက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများပြားတာကြောင့်မြေပြင်စစ်ကူတွေအပြင် Jet Fighter 3စီးနဲ့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာတော်လိုင်းရဲဘော်တွေဘက်ကထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။လာတူဒီဇင်ဘာလ30ရက်နေ့ညနေ9:00လောက်ကလည်းတောင်တာမြို့နယ်ဘေတနိုးတောင်ပေါ်မှာတက်ဆွဲထားတဲ့အင်အား40ခန်းရှိတယ်။အကြက်ဘက်စစ်တပ်အထိုင်စခန်းကို မြင့်ကြံခဲ့အမှတ်3တရင် drone တင်းကတော်လိုင်းရဲဘော်တွေက က drone နဲ့ပုံကျဲတက်ခတ်ခဲ့ပါသေးတယ်။အဲဒီတက်ခတ်မှုအတွင်းမှာအကြမ်းဖက်တပ်သားတွေနေထိုင်တဲ့ကင်းတဲဘော်ကိုကြောက်ရောက်ပောက်ကွဲသွားခဲ့ပြီးစစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိပေမဲ့အရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့မြင်းကြံခရံတရင်သုံးကတာဝန်ရှိသူတို့ကပြောပါရရှင်။ စကန်းတသင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်။စကန်းတိုင်းဘုဒ္ဓလင်မြို့နယ်မှာအင်အား30ကျော်ရှိတဲ့အခိုင်အမာတိစောက်ထားတဲ့ကုရောနယ်မြေရဲစခန်းကနေစစ်ကောင်စီတပ်တွေကစခန်းကိုစွန့်ခွာသွားတယ်လို့ဘုဒ္ဓလင်မြို့နယ်ကတော်လိုင်းသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်။ဒီဇင်ဘာလ31ရက်နေ့မှာကုရောနယ်မြေရဲစခန်းကိုစစ်ကောင်စီတပ်သားတွေကစွန့်ခွာသွားတာဖြစ်ပြီးအဲဒီစခန်းကိုအင်အား30ခန်းတပ်ဆွဲခါကအခိုင်အမာတိစောက်ထားတာလည်းဖြစ်ပါရယ်။အဲဒီစခန်းကစစ်ကောင်စီတပ်သားတွေကိုဘုဒ္ဓလင်မြို့ပေါ်က စစ်တပ်စစ်ကြောင်းကလာရောက်ခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ကုတော်ရွာရဲစခန်းကိုပြည်သူ့ကာကွယ်တပ်ကရှင်းလင်းရေးပြုလုပ်ခဲ့ပြီးစခန်းအတွင်းကနေပစ္စည်းအချို့ကိုလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့စခန်းတပ်လည်းကမိုင်းတွေကိုလည်းရှင်းလင်းနိုင်ခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့ကံဘောဇာဘန်စင်းတွေနဲ့ချိတ်ဆက်ထားတဲ့ KBZ ပေးခေါ် KP အကောင့်တွေကနေအလိုလျောက်ငွေကြေးတွေကိုလွှဲပြောင်းတာငွေတွေခိုးခံရတွေဖြစ်ပေါ်ပြီးတဲ့နောက်မှာ KBZ ပေးအကောင့်တွေကနေငွေတွေကိုပြည်သူတွေကပြန်လည်ထုတ်ယူမှုများပြားနေတဲ့အတွက်အကောင့်တစ်ခုကိုငွေကျပ်10သိန်းသာကန့်သက်ထုတ်ပေးတော်တယ်လို့တာကတမြို့နယ်မင်းနနာလန်းက KBZ ဘဏ်ကဝန်ထမ်းအချို့စီကနေသိရှိရပါတယ်ဒီဇင်ဘာလနှောင်းပိုင်းတွင် KBZ ပေးအကောင့်တွေကနေငွေတွေခိုးယူခံရ ပ်ပြီးကမ္ဘောဇာဘဏ်ကတာဝန်ယူဖြည့်ရှင်းပေးတာမျိုးမရှိတဲ့အတွက်ငွေရင်းဆုံးရှုံးနေရလို့လည်းပြည်သူ့ချုပ်ကရန်ကုန်ခေတ်မီဒီယာကိုပြောဆိုခဲ့ပါဗါတယ်အဲလိုဖြစ်ရတွင်နဲ့ပတ်သက်ပြီး KPZ ပေးစင်တာကိုရန်ကုန်ခေတ်တည်နာကမေးမြန်းခဲ့ပြီးမဲ့လဲအီးမေးပေးဖို့ဖို့သာပြောဆိုခဲ့ပြီးတစုံတရာတုံ့ပြန်တာမျိုးမရှိပါဘူးဒါပေမဲ့ဇန်နဝါရီလ1ရက်နေ့က KPZ ပေးရဲ့ကြေညာချက်ထဲမှာတော့လက်တလုံးမှာအသုံးပြုသူအချို့ရဲ့အကောင့်တွေကနေ OTP ကိုရယူပြီးပင်နံပါတ်ကိုခန့်မှန်းကဝ င်ရောက်တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကမ္ဘောဇာဘဏ်ကသိရှိသတိပြုမိထားတယ်လို့ထုတ်ပြန်ထားပါဗျ။ဒါအပြင်အသုံးပြုသူတွေငွေကြေးဆုံးရှုံးမှုဖြစ်ပေါ်စေရတဲ့ကမ္ဘောဇာဘဏ်ဘက်ကတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့အကောင်းဆုံးဝန်ဆောင်မှုပေးနေကြောင်းအတိပေးအပ်တယ်လို့လည်းထုတ်ပြန်ကြမှာဆိုထားပါဗျ။ဒီလိုဖြစ်စဉ်နဲ့ပတ်သက်ပြီးလည်းအ мян ဆုံးစစ်ဆေးဆောင်ရွက်နေပြီးမြန်မာနိုင်ငံတော်ဘူဘန်ရဲ့ကြည်ကြက်လမ်းညွှန်မှုနဲ့အတူစုံစမ်းဖော်ထုတ်သွားမယ်လို့လည်းကြေညာခဲ့ပါဗျ။စစ်ကောင်စီလက်အောက်ခံဘူဘန်ကလည်း KBZ ပေးအကောင့်တွေကနေငွေတွေခိုးယူခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးအရေးယူမယ်လို့လည်းတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ရှင်။ ောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့အကြမ်းဖက်စစ်ကောင်စီကတကောင်စင်းလုံးဝမကောက်ယူနိုင်တဲ့မြို့နယ်58မြို့နယ်နဲ့ဒဇက်ချီဒေသသာကောက်ယူနိုင်တဲ့မြို့နယ်128မြို့နယ်ရှိပြီးလူဦးရေ16သန်းကျော်ကိုကောက်ယူနိုင်ခြင်းမရှိဘူးလို့ Data for မြန်မာအဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။2024ခုနှစ်မှာအကြမ်းဖက်စစ်ကောင်စီကရှေ့ပြေးလူဦးရေစင်းကောက်ယူရမှာမြို့နယ်145မြို့နယ်မှာ ရာနှုံးပြေစီရင်ကောက်ယူနိုင်ခဲ့ပြီးမြို့နယ်128မြို့နယ်မှာတော့တစက်တေသသာစီရင်ကောက်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်မြို့နယ်58မြို့နယ်မှာ လုံးဝစင်ကောက်နိုင်ခဲ့ခြင်းမရှိဘူးလို့ဒီဇင်ဘာလ31ရက်နေ့မှာစစ်ကောင်စီကထုတ်ပြန်ထားပါဗျ။ရှေ့ပြေးလူရည်စင်စီရင်ခန်းစာမှာဖော်ပြချက်အရမြန်မာနိုင်ငံမှာလူရည်52တန်းကျော်ရှိပြီး32တန်းကျော်သာကောက်ယူနိုင်ခဲ့ပြီး16တန်းကျော်ကိုမကောက်ယူနိုင်ခဲ့ဘူးလို့လည်းဖော်ပြထားပါဗျ။အကြက်ပဲစစ်ကောင်စီဟာရန်ကုန်တိုင်းအေရီတိုင်းနေပြည်တော်နဲ့ပဲခူးတိုင်းအနောက်ချမ်းတို့မှာယာနုံးပြေတကောင်စင်းကိုကောက်ယူနိုင်ခဲ့ပြီးကရင်ပြည်နယ်တင်းလာရီတိုင်း ပဲခူးတိုင်းအရှိချမ်းမကွေးတိုင်းမန္တလေးတိုင်းမွန်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနယ်ရှမ်းပြည်နယ်အရှိပိုင်းတို့မှာတစ်စိတ်စီသာသာကောက်နိုင်ခဲ့ပြီးစုစုပေါင်းဒေသလူရေ90ရာခိုင်နှုန်းကျော်သာကောက်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အကြက်ဘက်စစ်ကောင်စီကသကိုင်းတိုင်းကလူရေ9.2တန်းမကွေးတိုင်းကလူရေ2တန်းရခိုင်ပြည်နယ်ကလူရေ2.3တန်းရှမ်းပြည်နယ်မြောက်ပိုင်းကလူရည်1.3တန်းနဲ့ကချင်ပြည်နယ်ကလူရည်1.4တန်းတို့ကိုသကောင်စင်းလုံ းဝကောက်ယူနိုင်ခြင်းမရှိဘူးလို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားဖြင့်ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြီးစုပေးအတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။